နေ့တိုင်းစိတ်ချမ်းသာနေပါဒလားဒါတွေကိုထောက်ပြဖို့အချက်အလက်တွေတော့မိမိမှာမရှိပါဘူးဒါပေမဲ့ဒီအမေးတွေကိုလူအတော်များများကတိတ်တော့အစင်မပြေပါဘူးလို့ပြန်ပြေကြလိမ့်မယ်လို့တွေးကြည့်နေမိပါတယ်မိမိအမြင်ကတော့ဒီကနေ့လူငယ်အတော်များများဟာအလောက်ထွက်တာမြန်ကြတဲ့ယာရုစုနာ လွယ်ကြတဲ့ဘက်ကို ရောက်နေကြပါလေဒီအလောက်ကငါနဲ့မကိုက်ဘူးငါလောက်ချင်တဲ့အလောက်ကဒါမျိုးမဟုတ်ဘူးစသဖြင့်ပြောတတ်ကြပါတယ် တီးခတ်ခြင်းဟာအကျင့်တီလာပဲဆိုတဲ့ဂျပန်မှုဂျပန်ဟန်ဆိုရိုးတခုရှိပါတယ်တောင်ထိပ်ပေါ်၃နှစ်တိတိတရင်သုံးနေကြတဲ့ဇလန်းမှာတောင်ပေါ်မှာသူတို့ဟာသူတို့ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်စေနေပြီးတော့အသက်ဆက်ဖို့ဘယ်လိုနည်းမျိုးနဲ့ပဲဖြစ်ဖြစ်ရှင်သာအောင်နေမယ်လို့ဂတိကဝတ်ပြုပြီးသွားခဲ့ကြတာပါဒီအယူအဆဟာအခုဆိုရင်တော့အတိတ်ရဲ့အကျွဲအကြံဖြစ်သွားပုံရပါပြီခက်မမီတော့တဲ့စွမ်းဆောင်မှုတစ်ခုဖြစ်သွားပါပြီ ယနေ့ခေတ်လူများဟာတက်ကြွမှုမရှိတာကိုလည်းဂယုမဆိုင်ကြတော့ပါဘူးမြင်တွေ့နေကြစိတ်နေစိတ်ထားတော့ဖြစ်နေပုံရပါတယ်နားထောင်လို့ကောင်းမဲ့စကားတော့မဟုတ်ပါဘူးဒီနေ့မျိုးဆက်ရဲ့လွှမ်းမိုးနေတဲ့အဓိကလက္ခဏာကအရာရာတိုင်းကိုအလုံးအကန်ကနေပုဂ္ဂလဘဝအပြီးညီးငွေစရာလို့ထင်နေတက်ကြချင်းပါပဲညီးငွေချင်းကနေအလိုမကျမှုကံကွက်မှုတွေဖြစ်လာပြီးထို့မှတစ်ဆင့်တောကမျိုးစေ့တွေပေါက်ဖွာလာတာပါ အောက်ပါအချက်များဟာတင်းအတွက်မှန်တယ်လို့ယူဆနိုင်သလားမေးကြည့်ပါမိဒီအလုပ်ဖြစ်ပါစေမိမိလုပ်နေရတဲ့အလုပ်ကိုရင်သေးကရောစိတ်ပါလက်ပါရှိပါရဲ့လားမိမိဘဝကိုကိုယ်တိုင်ဘယ်လိုပဲဥဆောင်နေပါစေကြွန့်ကျင်စွာလုပ်နိုင်ရဲ့လားလုပ်ရတာပျော်ရဲ့လားမိမိဘယ်လိုဖြေမလဲတခုတော့ပေးကြပါရဲ့အလုပ်ကိုစိတ်ပါလက်ပါလုပ်နိုင်တယ်ဆိုတာဘာမှမရှိရကနေရုတ်တရက်အကောင့်ထဲဖြစ်လာတာမဟုတ်ပါဘူး မိမိရောက်ချင်တဲ့ဘဝကိုထိုင်ဆောင်နေုံနဲ့မရပါဘူး။ဒါကြောင့်ယခုနေရာလက်ရှိအချိန်မှာမိမိလုပ်နေတဲ့အလုပ်ကိုအပြည့်အဝအာရုံဆိုင်လုပ်ရပါလိမ့်မယ်။ယခုမိမိဖြတ်တန်းနေတဲ့ခဏတာမှာဒုက္ခရရှိစေဖို့လမ်းကလွယ်လို့တခြားရွေးစရာမရှိပါဘူး။ဒါကိုဘလို့လုပ်ရမလဲ။သဲလွန်စားပေးထားတဲ့ဇင်ဆိုရိုးတစ်ခုရှိပါတယ်။ပထဝီမြေကြီးကိုရွှေအဖြစ်ပြောင်းလဲလိုက်ပါ။ မိမိဘဝဘယ်ရောက်ရောက်အရေးမကြီးပါဘူးလက်ရှိနေရာယခုအချိန်မှာ အကောင်းဆုံးလို့အကုန်လုံးပေးလိုက်ပါမိမိနေနေတဲ့နေရာကိုရွှေလိုဝင်းလက်တောက်ပါလာအောင်လှုပ်ပေးပါလိမ့်မယ်လို့ဆိုလိုရင်းဖြစ်ပါတယ်ရွှေလိုဝင်းပါနေတဲ့မြေကြီးဆိုတာမရှိပါဘူးဒီလိုလှုပ်နိုင်တာကကိုကိုတိုင်တာဖြစ်ပါတယ်ကိုယ့်အလုပ်ဟာကိုယ်နဲ့မကိုက်ဘူးသို့မဟုတ်ကိုလှုပ်ကျင်တဲ့အလုပ်မဟုတ်ဘူးလို့ခံစားမိရင်တော့အခုနေရာအခုအချိန်မှာမိမိလှုပ်နေတဲ့အလုပ်ကို မိမိအပိုင်လို့လုပ်ကြည့်ပါဒီနေရာဒီအချိန်မှာမိမိလုပ်နေတဲ့အလုပ်ကိုအမှန်တကယ်အာရုံမစိုက်နိုင်ရင်နောက်ပဲအချိန်ဘယ်နေရာကြမှာအာရုံစိုက်နိုင်မှာလဲဆရာတော်ဒိုချင်ရဲ့ဘဝစကြောင်ကကြော်ကြားတဲ့ဇက်ကွက်လေးတစ်ခုရှိပါတယ်သူယဟန်းငယ်ဘဝကဒိုချင်ကတရုတ်ပြည်ရှန်တောင်တောင်ကနေဆရာတော်ယူချင်းထံပါမှာပညာသင်ယူဖို့သွားခဲ့ပါတယ်။တနေ့တော့ဒိုချင်းဟာဘုန်းကြီးကျောင်းစပူမူတာဝန်ယူထားတဲ့ဘုန်းကြီးအိုကြီးတပါးကိုတွေ့လိုက်ပါတယ ရဟန်းကြီးကဟင်းသားမို့တမျိုးကိုနှွေနေအောင်မှထုတ်လှမ်းနေတာပါ။ပူပြင်းတဲ့နေရောင်အောင်မှကောင်းဆောင်ဘာမှလည်းမစောင်းထားပါဘူး။ဒိုချင်ကထမင်းချက်ရဟန်းဦးကြီးကိုစကားသွားပြောပါတယ်။အရှင်ဘုရားနေဒီလောက်ပူနေတာကိုဘာလို့အလုပ်တွေလုပ်နေရတာလဲ။နည်းနည်းစောင်းနေအထိစောက်ပြီးမှလုပ်ပါလား။ဒါကိုဘုံဘုံကြီးဦးကြီးကပြန်ပြေးပါတယ်။ပြစ်စုံပံကလွယ်လို့တခြားအခြေမရှိဘူး။ ။ तू ဆိုလိုတာကဒီအချိန်မှမလုပ်ရင်တခြားဘယ်အချိန်မှလုပ်ရမလဲ။တင့်လျော်တဲ့အချိန်ဆိုတာဘယ်အချိန်လဲ။အဲ့ဒီအချိန်ဟာဘယ်တော့မှရောက်လာမှာမဟုတ်ဘူး။သဘုံမူကြီးယဟန်အိုကြီးရဲ့အပြေအပြေစကားကိုဆရာတော်ဒိုချင်အရန်လေးစားသွားတယ်လို့ဆိုပါတယ်။မိမိတို့မှာဒီနေရာနဲ့ဒီတက္ကနာတာပဲရှိတယ်ဆိုတာကို စိတ်ကလက်ခံလိုက်ရင်စိတ်ဝိညာဉ်ခွေမျိုးတိုးတက်စီမဲ့လှဲ့ကွက်ကိုတိသွားနိုင်ပါပြီ။ဒီစိတ်ကကိုအလုတ် ကိုဘဝကိုဂျင်းနဲ့စွာလောက်ကိုင်းနေနိုင်စေဖို့အထောက်အကူပြုပါတယ်။လူတိုင်းလုံနိုင်တယ်လို့ထင်ထားတဲ့အလို့အပေါ်မိမိကိုပိုင်းနီးနဲ့ဘလို့လုံနိုင်တယ်ဆိုတာသိလာပါလိမ့်မယ်။အရင်တော့ကလောက်ခဲ့တဲ့အလို့ဟောင်းတစ်ခုလို့မမြင်တော့ပဲမျက်နှူးတံပိုးထားလောက်ကိုင်းလာနိုင်ပါလိမ့်မယ်။လက်ရှိအချိန်လက်ရှိနေရာမှာအကောင်းဆုံးလုံနိုင်စေတဲ့တွန်းအားများရရှိလာတာကိုတော့တွေ့နိုင်ပါလိမ့်မယ်။မိမိဝန်းကျင်ကဘာကြီးကလည်းရခင်ကနဲ့လုံးဝမတူပြောင်းလဲသွားတာကိုမြင်ရပါလိမ့်မယ် ိုယ်ပိုင်စမ်းသပ်မှုရှိလာခြင်းဖြင့်လူတိုင်းလုံနိုင်တဲ့တင်ထားတဲ့အလုပ်တစ်ခုကိုမိမိညီမိမိဟန်နဲ့တယောက်တည်းသာလုပ်တက်လာပါလာပါမယ်။တခြားသူများကတော့ပါမိမိလုပ်တယ်လို့မျိုးထက်တူဘလို့လိုက်လုပ်ရမလဲဆိုတာစဉ်းစားလာကြပါမယ်။ဒီလိုနည်းအားဖြင့်မိမိရှိနေခြင်းကိုတည်လာစေအထင်အမြင်ကြီးလာစေပါတယ်။မိမိကိုမိမိစိတ်စိတ်ပါလက်ပါအတုံးချလိုက်ရတဲ့အခါလက်ရှိအခဏကိုအပြည့်အဝရရှိလိုက်တယ်လို့ စိတ်ချမ်းသာမှုလည်းရရှိနိုင်ပါတယ်။တန်တဲ့တန်တဲ့ရတွေစိုးရိမ်စိတ်တွေပျောက်ကွယ်သွားပြီးအရာဝတ္ထုများကို အကောင်းဘက်ကရှုမြင်လာတတ်ပါတယ်။နောက်ပိုင်းမှာတော့ဒီနေရာဒီခဏမှာမိမိတောက်ပနိုင်ပါပြီ။ကိုကိုကို ရှာတွေ့တဲ့ဘယ်နေရာမှာမစိုးမိမိခြေစုပ်မှုမြေကြီးပေါ်ခိုင်မြဲစွာချလိုက်ပါ။အောင်မြင်ထမြောက်တဲ့သူကိုယ်တိုင်ဖြစ်လာပါပြီ။ ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဘာဖြစ်ဖြစ်စိတ်မညစ်တဲ့စာအုပ်အပိုင်း၄ပဲဖြစ်ပါတယ်ခင်ဗျာ16မိမိရဲ့စိတ်ခံစားမှုနဲ့စန့်ကျင်မလုပ်ပါနဲ့အရာကိစ္စများရဲ့ကန့်သတ်ချက်မှလုံမြောက်စေသောနည်းမိမိဟာအလုပ်ကိစ္စများအပေါ်အမြဲပူပင်တတ်တယ်ဒါမှမဟုတ်စိတ်တူလွေတယ်ဒါဆိုမိမိရဲ့စိတ်လှုပ်ရှားမှုတွေကိုဘယ်လိုထိန်းချုပ်မလဲအဆုံးစုံပြောရရင်မူရှင်လို့ခေါ်တဲ့ မတွေးတော့တဲ့အခြေအနေစိတ်မဲ့အခြေအနေကိုညုံပြပါမယ်မတွေးတော့တော့တဲ့အချိန်ကျရင်စိတ်လှုပ်ရှားမှုများကမိမိကိုမကြာခဏဖိစီးနှိပ်စက်မှုမလုံနိုင်တော့ပါဘူးပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကြာမျောလင်းချမ်းတဲ့စိတ်ပြတ်မှုကြာလုံးထိုးသွားမနေတော့ပဲမိမိစိတ်ဟာငြိမ်သက်နေပါလိမ့်မယ်သုံးနှစ်တိုင်းမူရှင်ဆိုတာရိုးစင်တဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူးအောင်မြင်မှုအောင်မြင်မှုခဲရင်ပါတယ် အထူးသဖြင့်ထိုင်လျက်ဇာစဉ်တရားရှုမှတ်နေခြင်းများမှာမိမိရဲ့စိတ်ကိုဗလာခြင်းဖြစ်ဖို့အပြင်းအထန်ကြိုးစားတတ်ကြပြီးဒီလိုလှုပ်ခြင်းကပဲမိမိကိုပြန်စည်းတားတဲ့အဓိကအရာဖြစ်လာပါတယ်။ဘာမှမတွေးနဲ့ဆိုတဲ့အတွေးပေါ်ပဲအတွေးများကတဝဲလည်လည်ဖြစ်နေတတ်ပါတယ်။တရားရှုမှတ်တဲ့အခါအတွေးပေါင်းစုံကစိတ်ထဲဝင်ရောက်လာကြမှမလွဲမသေးပါ။ဓာရီပေါ်လာပါစေ၊ပျောက်သွားပါစေ၊ဖြစ်ပြီးပြတ်သွားပါစေ။ ဒီစိတ်များဟာသူ့သဘောသူဆောင်ပြီးပျောက်ွယ်သွားကြမှာပါဒီစိတ်တွေပေါ်လာလိုက်ပျောက်သွားလိုက် ဖြစ်နေတာကိုလွတ်ထားပေးလိုက်ပါဒါစိတ်မဲ့အတွေးမဲ့အခြေအနေမူရှင်ရဖို့ချီးကပ်နီးပါပဲရေကန်တဲ့ကိုဂဲလုံးလေးတစ်လုံးပြစ်ချလိုက်တဲ့အခါဂဲကြရာကနေအပြင်ကိုကားထွက်သွားတဲ့လိုင်းများ ဖြစ်ပေါ်လာပါတယ်ဒီလိုင်းတွေငြိမ်သက်စေဖို့လက်ကိုရေထဲထည့်လိုက်ရင်ပိုရှုပ်ထွေးတဲ့တံတန်းနဲ့လိုင်းတွေထပ်ပေါ်လာပါလိမ့်မယ် ဒီတိုင်းဘာမှမလုပ်ပဲထားရင် ရေလိုင်းများဟာတပြေးပြေးငြိမ်သက်သွားပြီးရေပြင်မှာကျိမုံလိုပြန်လဲကြီးလင်းလာပါလိမ့်မယ်မိမိစိတ်ကလည်းအလားတူပါပဲဇင်ဆိုရုပ်တစ်ခုရှိပါတယ်တိမ်တွေမှာအတားမရှိဘူးကြောက်ကမ်းပါးတွေကလည်းသူတို့ကိုမဖြတ်စည်းတိုင်ဘူးတိမ်တွေကိုဘယ်အရာကမှမတားဆီးနိုင်ဘူးလို့ဆိုလိုတာပါ လေးတိုက်ခတ်တယ်လို့ပုံသဏ္ဍာန်ပြောကြတယ်လေးတိုက်ခတ်ရကိုရွေသွားတယ်သုံးနှစ်တိုင်းတိမ်ဟာတိမ်ပါပဲ ဘယ်တော့မှမပြောင်းလဲပါဘူး။မူရှင်ဆိုတာဒါပါပဲ။မိမိတို့ဟာတနေ့ပြီးတနေ့အခြေအနေအမျိုးမျိုးနဲ့ရင်ဆိုင်နေကြရပါတယ်။အဆိုးရောအကောင်ရောဖြစ်ပါတယ်။စိတ်တက်ကြွစေတဲ့ကိစ္စများရှိသလိုမိမိတို့လက်မခံနိုင်တဲ့ကိစ္စမျိုးလည်းရှိပါတယ်။ဘယ်အရာကိစ္စဖြစ်ပါစေဒီအကြောင်းပြရဲ့နှောက်ယှက်မှုကိုလက်ခံလိုက်ပြီးဆိုရင်မိမိတို့အကြီးအကျယ်စိတ်ရှုပ်ထွေးပါတော့မယ်။သူဒီလိုပြောတာငါယုံတော့မယုံနိုင်ဘူး။ အောက်တန်းကြတဲ့အကောင်ငါသူနဲ့ပြက်ပြီနှလုံးသားမှာပေါ်ပေါက်လာတဲ့ဒီလိုဒေါသမျိုးမိမိတို့ကြိုးစားတောက်ခံရပါတယ်ဒေါသတိုက်စားမှုကိုမိမိတို့ခံရပါတယ်ဒီကြားထဲကပဲစိတ်မှာဒေါသတွေပြည်လျင်လာပြီးစိတ်တွေရှုပ်ထွေးအလျော့ပေးလဲမပအလျော့လဲမပေးတော့ပါဘူးလူသားတွေရဲ့လှုပ်ရှားစိတ်ကမိမိတို့ဖြစ်တည်မှုအတွက်လိုအပ်ချက်ဆိုတာမှန်ပါတယ်ကိုကိုကိုဒီစိတ်တွေအတိုင်းဖြစ်ခွင့်ပေးလိုက်တာတဘာဝလဲကြပါတယ်ဒါပေမဲ့ အဲ့ဒီစိတ်တွေကိုကြော်လွှားနိုင်မှုမိမိတို့တတ်နိုင်သမျှကြိုးစားကြတဲ့အခါမှာတော့စိတ်တွေကမိမိတို့ရှိကြိုရောက်နေကြပြီသူတို့ထံကဘယ်တော့မှမလွတ်တော့ပါဘူးမြေကြီးတဲကိုစိုက်လိုက်တဲ့တင့်ကောင်ဟာခိုင်မြဲပြီးမရွေ့နိုင်ပါဘူးလေဘလောက်ပဲတိုက်တိုက်နေရမရွေ့ပါဘူးသို့ပေမဲ့အဆုံးသက်လေပြင်းနဲ့တွေးတဲ့အခါမှာတော့တင့်ကောင်လည်းကြိုးရတာပါပဲတခြားတစ်ဖက်မှာတော့ဝါးပင်ရှိပါတယ်ဝါးပင်ဟာလေအဝှေ့မှာပျော့ပြောင်းကွေးညွတ်တက်တော့ လေပုံတိုင်းတိုက်ရင်တော့မှဂျိုးမသွားပါဘူးလေငိမ့်တာနဲ့ဝါပဲဟာဖြောက်တန်းမြင့်မားတဲ့ငကိုပုံတံပြန်ဖြစ်ပါလေလေတိုက်ဒီဖြစ်စီလေရက်နားဒီဖြစ်စီလေရဲ့အလိုကျသူနေပြပါလေပြင်းပြတဲ့အတွေးတွေခံစားမှုတွေကိုအလေးမထားပြုစရာမလိုပါဘူးတို့ဖြစ်စဉ်ဖြစ်လိုက်ပြက်လိုက်အတိုင်းရိုးရိုးလေးနေပေးလိုက်ပါဒီလိုနီးနေတို့ရဲ့တက်ရောက်မှုကိုမခံရတော့ပါဘူးဒီစိတ်တွေကိုတတိထားမိတာနဲ့မိမိရဲ့ တင်းကျပ်နေတဲ့စိတ်ကိုယောပါသွားစေတဲ့အထိနေပြီးလက်ရှိအခြေအပေါ်အာယုံပြူထားလိုက်ပါမိမိစိတ်များဟာပျော့ပြောင်းလူးညံ့လာပါလိမ့်မယ်ဒါပြင်မိမိတို့ဒီကနေစားလိုက်ကြရအောင် အတွေးမဲ့အခြေအနေမူရှင်ကိုချီးကပ်ကြည့်ကြရအောင်19ဒီငယ်အေးစေးတဲ့ညချမ်းချိန်ဖြစ်ပါစေညတဲ့ချိန်ဟာစုံဖြတ်ချက်ကြီးတွေချရမယ့်အချိန်မဟုတ်ဘူးမိကုန်တစ်ခုမေးပါမယ် မိမိရဲ့ညံ့နေခင်ဟာမိမိရဲ့ညံ့နေခင်များဟာအေးချမ်းသာယာရှိပါရဲ့လားစင်ကြင်စင်ရဲ့အကျင့်ဝတ်တစ်ခုဟာညပိုင်းတရားရှုမှတ်ခြင်းမှာအချုပ်ဆိုတိုစဉ်ဖုံးကြီးကျောင်းများမှာညာရှင်းနိုင်ကစတရားရှုမှတ်ကြပါလေဂျန်များအတွက်ညာအေးရောင်မဝင်ခင်စိတ်တည်ငြိမ်စေဖို့ညာပိုင်းကျင့်ဝတ်ထုံးစံတစ်ခုဖြစ်ပါလေစဉ်းစားကြည့်ပါတညာပြီတညာအလုတ်သိင်းချိန်များမှာအယက်ဆိုင်သွားထိုင်ပြီး ယမကာခွက်ကိုကင်ရင်ဖွင့်နေပါလားဒေါကတွေကိုအရက်တော့ဖြေဖြောက်တာတကတဲ့ကတော့ရပါလိမ့်မယ်ဒါပေမဲ့နောက်တနေ့လဲရောက်ရောက်နေလို့ထိုင်လို့တိတ်အစင်မပြေပါဘူးဟုတ်ပါရဲ့လားမိမိရဲ့ညချမ်းများကိုတည်ငြိမ်အေးဆေးစေဖို့ဆိုတာအံ့ဩစရာကောင်းလောက်အောင်ခက်ခဲပါတယ်နေ့ပိုင်းအချိန်တွေများမှာအလုပ်ကိုမဲလုံနေရတော့မိမိရဲ့စိုးရိမ်တော့ကထိတ်လန့်မှုတွေကိုတည်တည်ချာချာမသိပါဘူးညပိုင်းအလုံးနားချိန်လဲရောက်ရောက် ိုးရင်တော့ကတွေဟာအနာရနေတဲ့စိတ်တဲ့စုပြုံဝင်ရောက်လာပါတော့တယ်မိမိအတွေ့တဲ့ဓာရီရောက်လာပြီဆိုတာနဲ့ဓာရီကိုခွာချဖို့ခက်ခဲသွားပါပြီညပိုင်းအချိန်မောင်မဲမဲမောင်မှုနဲ့ဒီတော့ကတွေဟာခိုင်မာစွာဆက်ဆက်နေမယ်လို့မိမိတွေးမိပါတယ်စိုးရင်မှုကနောက်ထပ်စိုးရင်မှုကိုပေါက်ပွားစေတာတန်တရားတွေစိတ်ထဲပိုဆွဲလာတာတွေဟာညပိုင်းအချိန်ရဲ့ထူးခြားတဲ့လက္ခဏာတွေပါ ိမ်မပြောနဲ့တ냐လုံမြောက်ချင်းမနှက်ခင်အလေးရောက်အောင်မှာညကတွေးခဲ့တဲ့အရာတွေဟာညတုန်းကလည်းလုံးဝမတူတော့တဲ့အတွေ့အကြုံကိုအားလုံးကြုံဘူးပါလိမ့်မယ်မိမိရဲ့ပြဿနာတွေဟာတိတ်အစိုးကြီးမဟုတ်တော့ပါဘူးဒါနဲ့များတော့မိမိဘာလို့ဒီလောက်စိတ်ပြတ်နေခဲ့မိတလဲဆိုတာစဉ်းစားမိပါပါညာနဲ့မှာဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်တွေကလည်းမာရွေးမှုပိုများပါတယ် ပုံမူဆိုးရွားစေတဲ့အချက်ကမမီရဲ့တောကအလုံးကိုစိတ်ပါတွေးနေပြီးတော့အုံနောက်အနာမရတော့ပဲအိမ်မပြောနိုင်ဖြစ်လာခြင်းပါဒီအကြောင်းကြောင့်မမီရဲ့ဒီအကြောင်းကြောင့်မမီရဲ့ညချမ်းချိန်များကိုတည်ငြိမ်အေးချမ်းစေရခြင်းလှည့်ခွက်တစ်ခုကိုတွေ့ရပါတယ်ညအချိန်မှာဆုံးဖြတ်ချက်များခြားခြင်းကိုတတ်နိုင်ခမရှောင်ပါဒီအကြံပြုချက်ဟာနာမည်ကြီးစီးပွားရေးပညာရှင်တဦးရဲ့ကိုယ်တွေ့ပေါ်အခြေခံပါတယ် တတိကြီးဟာညအချိန်များကို ရုံမြင်တန်ကြားအင်တာနက်စသည်များကလည်းတရေအချက်အလက်စုဆောင်းမှုအသုံးချပါတယ်တချိန်မှာတော့ဒီအချက်ကိုသူရက်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်ညပိုင်းရောက်ရင် ရုံမြင်တန်ကြားအင်တာနက်ဖုန်းတရေအားလုံးမပွင့်တော့ပါဘူးမနက်ခင်းရောက်တော့ခါတိုင်းနဲ့မတူနေရတာပိုအဆင်ပြေနေပါတယ်ဆုံးဖြတ်ချက်များချရမှာလဲခေါင်းပိုရှင်းလာပါတယ်တရေအချက်အလက်များကိုရယူနေစေမှာ တင်အားဒီတရေများကိုတစ်ထည့်တစ်ဆင့်ကျင်းစီစီစဉ်ပြီးဖြည့်ရှင်းချက်ဘလို့ရယူရမလဲလို့မတွေးပဲမနေနိုင်ပါဘူးဒါတွေကို လုံးဝလှိမ့်မကြည့်ပါနဲ့မိမိရဲ့ညချမ်းချိန်များငြိမ်းချမ်းစေဖို့ဒီနီလက်ဟာအရေးအကြီးဆုံးတစ်ခုပါဒီငြိမ်းအေးချမ်းစေဖို့ထိရောက်တဲ့ဒီငြိမ်းအေးချမ်းစေဖို့ထိရောက်တဲ့နောက်တနည်းကတော့စိတ်ချမ်းသာစေမဲ့စိတ်အနာရစေမဲ့အလုပ်များကိုလုပ်ခြင်းဖြစ်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်တော့တူမှာမဟုတ်ပါဘူးလူအချို့ကဝတ္ထုဖတ်ကြမယ် ါမှမဟုတ်စိတ်ချမ်းသာစေမဲ့ကြပြတပုတ်ကိုဖတ်ကြပါမယ်။တခြင်းနားထောင်တာကြိုက်ရင်လည်းညချမ်းအချိန်များမှာစိတ်ကြိုက်နားထောင်မှာလက်မှုပညာသို့မဟုတ်တခြားဝါသနာပါရာဘာဖြစ်ဖြစ်ညံ့နေတဲ့အချိန်များကိုထိုဝါသနာများအတွက်အသုံးချပါ။အမွှေးတိုင်းထုံးဒါမှမဟုတ်မိမိနှစ်သက်ရာအရောင်နဲ့ဖျောင်းတိုင်းလေးထုံးပြီးရေစိတ်ချိုးနေလို့လည်းရပါတယ်။စိတ်ချမ်းသာစေဖို့အနာယူလိုက်တဲ့အခါမိမိစိတ်ဟာပူတည်ငြိမ်အေးချမ်းလာပါတယ်။ တတ်တော့တတဖြစ်လာစေပါတယ်။ညအရာမဝင်ခင်ဒီလို အချက်မျိုးလှုပ်ခြင်းဟာညနေပိုင်းစာစဉ်တရားရှုမှတ်ခြင်းမျိုးပါပဲ။အိပ်ရေးဝါးစီမယ်။နှစ်ချိုက်စွာအိပ်ပျော်စီမယ်။မနဲ့လင်းတဲ့အခါစိတ်ကြည်လင်းလန်းဆန်းပြီးနောက်တနေ့အတွက်အစဉ်သင့်ဖြစ်နေပါလိမ့်မယ်။အခန်းသုံးရှင်ပြိုင်ခြင်းမှရှောင်ရှားပါ အရာကိစ္စများအလုံးနေသားကြဖြစ်သွားပါလိမ့်မယ်လူတိုင်းလူတိုင်းသူတို့ကိုယ်ပိုင် ပုံကူဖြစ်ကြသလို မိမိဒီလည်းမိမိသာဖြစ်ပါတယ်ဆက်ရှိအနာအရှုံးပေါ်အတေအစွဲမထားပါနဲ့မိမိနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေအရေးမကြီးပါဘူးငါနဲ့အတူတူ အလုပ်ဝင်လာခဲ့တဲ့ကောင်ကိုငါအထက်ရာထူးတိုးပေးတာလက်မခံနိုင်ပါဘူးသူတို့ကအလုပ်ဌာနတွေရဲ့အစင်တတ်မှတ်ချက်တွေကိုကတ်ထားတယ်ဘာလို့ဖို့လဲခေပေါ်အလုပ်ဌာနများမှာလှုပ်ဆောင်နိုင်မှုအခြေပြုစနစ်က အထက်ပါတိမ်ညွတ်မှုမျိုးကို လက်ကင်ထားတာကြောင့်လုပ်ငန်းထဲမှာရှိတဲ့မိသူမဆိုသူတို့ရဲ့လှုပ်ဆောင်နိုင်မှုကိုစိတ်ဝင်စားတတိထားတတိထားနေမိတက်ကြပါလေထိုမှတစ်စင်မိမိရဲ့လှုပ်ဆောင်နိုင်မှုရလက်တခြားသူများရဲ့ရလက်ကိုနိုင်ရှင်မီလီယတာဖြစ်နေပါတော့တယ်ပြိုင်ပွဲတစ်ခုတည်းမိမိဝင်ပြိုင်တယ်လို့ဖြစ်သွားပါလေရှင်ပြိုင်မှုဟာအစိဆုံးမှုတစ်ခုဖြစ်တာမှန်ပါတယ်တိုးပေမဲ့တစ်ချိန်တည်းမှာပဲရှင်ပြိုင်မှုကလူတိုင်းကို အောင်နိုင်သူများသို့မဟုတ် ရှုံးနေသူများအဖြစ်သို့လျှော့ချပေးလိုက်တယ်လို့လည်းဖြစ်နေပြန်ပါတယ်။ဒါကြောင့်ကုမ္ပဏီကိုမိမိနဲ့တစ်ချိန်တည်းဝင်ခဲ့တဲ့သူတက်မိမိကပိုလှုပ်ပြနိုင်ခဲ့ရင်မိမိဟာကဘာထိတ်ဖျားရောက်သွားတဲ့သူတယောက်ဖြစ်သွားပြီးမိမိနှုတ်ဆောင်ချက်ကတိတ်အစင်မပြေရင်မိမိဟာလုံးဝစိတ်တက်ကြမယ်အခြေအနေရောက်သွားပါလိမ့်မယ်။ကိုယ်တိုင်ဟာဒီစိတ်ခံစားမှုအကောင်းအဆိုးအပြောင်းအလဲတွေရဲ့ကြာတနာမှနွားချမ်းသာရရမယ်အဖြစ်ကိုထာဝရရောက်သွားပါလိမ့်မယ်။ ဒါဟာရှင်မြိုင်ရဲ့တစ်ဖက်မျက်နှာစာတစ်ခုဆိုတာတန်ရဖြစ်เสียရမလို့ပါဘူးမိမိအမြင်မှာတော့အလုတ်တံပိစိတ်ဖိစီးမှုအတော်များများရဲ့အကြောင်းအရင်းဟာဒီအောင်မြင်မှုရှုံးနိမ့်မှုများပေါ်အလွန်အမင်းအလေးထားကြခြင်းကြောင့်လို့ထင်ပါတယ်ပို့ဆိုးတာကတော့ အောင်မြင်ရှုံးနိမ့်အပေါ်မိမိတစ်ချိန်လုံးစဉ်းစားနေမယ်ဆိုရင်ဘာပဲလုပ်ရလို့ရနိုင်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ဖြစ်လာအောင် အားပေးနေတယ်လို့ဖြစ်လာပါလိမ့်မယ်ဒီစိတ်ဓာတ်က ဒီစိတ်တက်ကတစ်စင်မိမိလှုပ်ဖို့ဂိုင်မများနဲ့ဝေပြရမယ်တည်င်းတစ်ခုကိုမိမိတယောက်တည်းသာတည်ထားခြင်းတခြားသူတွေအမားလှုပ်မိပါစေလို့တိတ်တဆိတ်မျော်လင့်နေမိခြင်းတွေဖြစ်လာစေနိုင်ပါတယ်မလိုလားအပ်တဲ့အဖြစ်တွေပါဒါပေမဲ့စီးပွားရေးလောကမှာတယောက်ကိုတယောက်ခုလုံးလှုပ်ပြီးနင်းတက်သွားတာနောက်ကျောဓာတ်နဲ့ထိုးတာတွေဟာဖြစ်တော့ဖြစ်ခဲ့အဖြစ်တွေတော့မဟုတ်ပါဘူးအချင်းချင်းပြဿနာတက်ကြတာကလည်းဒီကစကြတာကြီးပါပဲ။ ဘာပဲလုပ်ရလို့ရလုပ်ပြီးအနိုင်ရအောင်မြင်ခဲ့တယ်ဆိုပါစို့ဒီအောင်မြင်မှုကိုအောင်ပွဲခံဖို့မိမိလက်ပြလုံပါမလားမိမိအနိုင်ရခဲ့တဲ့နီလန်အပေါ်အပြစ်မကဲမှုလို့နည်းနည်းလေးမှမကန်စားမိဘူးလားအခုရင်းပြီးရခဲ့တဲ့အောင်မြင်မှုနောက်မှာစိတ်မချမ်းမြေ့စရာခံစားမှုကြံခဲ့မှာပါပဲဒါဟာလူတဘာဝပါအနိုင်ရရမယ်ရှုံးနေမယ်ဆိုတဲ့တရက်တည်းမှတ်ထားမှုကိုစွန့်လွတ်ပြဖို့အချိန်ရောက်နေပြီမဟုတ်ပါလား၄ပြင်း၈ခု လေပြေးရှစ်ခုတိုက်ခတ်ခံရစေအောင်တော့မလှုပ်မရိမ့်မယိုင်ပါနဲ့ဆိုတဲ့စင်ဆိုရရှိပါတယ်မိမိတို့ဘဝမှာအမျိုးမျိုးသောလေတိုက်ခတ်မှုများနဲ့ကြုံရပါတယ်တခါတရံမှာမိမိတို့လမ်းအတိုင်းတိုက်ခတ်ပေးတဲ့သဘောကျစရာလေစုံနဲ့ကြုံရတယ်လို့တခြားအချိန်မှာတော့မိမိတို့ကိုမွေနှောက်မဲ့လေစံနဲ့ကြုံရတတ်ပါတယ်ဘယ်လေးနဲ့ပဲကြုံကြုံမမှုခဲ့ရင်အားလုံးကိုခံနိုင်မှာဖြစ်ပါတယ် မိမိလှုပ်ဆောင်ချက်ဟာလှုပ်ဖို့ကိုင်ဘက်အားလုံးများတဲ့တာလို့ရင်သဘောကျစရာလေးဆုံးဖြစ်ပါတယ်။လှုပ်ဖို့ကိုင်ဘက်များရဲ့နောက်မှာနောက်ကျန်ခဲ့ရင်လေးစံတိုက်ခံရသလိုပါပဲ။သို့ပေမဲ့ဒီအဖြစ်ဟာအောင်းတိုင်းချင်းနဲ့ရှုံးနေခြင်းမဟုတ်ပါဘူး။ယိုးယိုးလေးပြောရရင်ရေစီးတခါရေသာတလက်တိုက်တက်တဲ့လေဖြစ်ပါတယ်။ဒါကိုသဘာဝတရားကြီးရဲ့အစိတ်အပိုင်းဖြစ်တာရှုမြင်လိုက်ပါ။ဘယ်လိုလုပ်ရမလဲဆိုတော့ကြုံလာတဲ့အခြေအနေကိုရိုးသားစွာရင်ဆိုင်လိုက်ပါ။ အရာကိစ္စများကိုအပြင်းလူတယောက်အမြင်နဲ့ကြည့်ချင်းတဲ့ကိုကိုတွင်ကိုကြည့်ဖို့ကိုနှလုံးသားကိုကြည့်ကြည့်ဖို့စိုးလို့တာပါဒီ project စီမံကိန်းကိုမင်းမရှိသမျှအားအကုန်ထည့်လိုက်တာလားဒီအစိအယောက်မှအားလုံးပြစ်ထားလိုက်တော့မှလားဒီထက်နည်းနည်းလေးပို့ပြီးတော့မင်းဆက်လုပ်နိုင်တယ်မထင်ဘူးလားမှန်ပါတယ်တစုံတရာတော့အလို့တော်မိမိမှရှိသမျှပေးလိုက်ရတယ်မိမိစွမ်းအားကိုစိုက်ထုတ်လိုက်ရတယ်လို့ရိုးရိုးသားသားပြောနိုင်ခဲ့တဲ့ကာလများရှိမှာပါ အစွားကိုစူးစမ်းပေးခဲ့တယ်လို့ယူသားစွာပြောနိုင်ရင်လုံလောက်ပါတယ်ဒီလိုပြောလိုက်ရတဲ့အချိန်မျိုးမှာမိမိလှုပ်ခဲရတဲ့အလုပ်အတွက်ဂျေနဲ့နေမှာပါဒီဂျေနဲ့ခံစားမှုမျိုးဟာအရေးပါဆုံးအရာပါဒါမှမဟုတ်အနှိမ့်ဆုံးအနေနဲ့မိမိရဲ့ထင်မြင်ချက်အဖြစ်ယူဆနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့မိမိဂျေနဲ့မှုရနေတဲ့ရွေးအကျိုးဆက်ကဘာပဲလာလာယူသားစွာလက်ခံနိုင်လို့ပါပဲဘလို့လေမျိုးတိုက်ခတ်ပြီးဖြစ်စေစိတ်ဂျေနဲ့မှုကိုထိမ့်သိမ့်ထားနိုင်ပါလိမ့်မယ် ဒါကြောင့်မိမိရဲ့ရှုမြင်ခွေးကိုဗဟိတမိမိပြင်ပကနေအစ္စတမိမိအတွေးကို ပြောင်းကြည့်ပါ အောင်နိုင်ရင်ရှုံးနေခြင်းအမြင်နှမ်းလေးဟာမကြခင်မိမိန်ပြောက်သွားပါလိမ့်မယ်စကူဖြည်းဖြည်းမှန်မှန်လှုပ်ခြင်းကို ထိမ့်သိမ့်ထားပါတခြားသူများရဲ့ပါရမီကိုမနာလိုမဖြစ်ခင်ဖြည်းဖြည်းမှန်မှန်သာလှုပ်ကြည့်ပါငါမှဖြစ်ကွာဒီ project ကြီးကိုဂျုံတယောက်လိုလှုပ်ခဲ့ရတာ ူကတော့စိတ်ကူးအစ်စ်တွေတခုပြီးတခုလှိတ်ထုတ်နေတာငါလှုပ်ခဲ့တာတွေကဘာမှမဟုတ်တဲ့အတိုင်းပဲငါမှာတော့ရောင်းပေးရမယ်တတ်မှတ်ချက်ပြဖို့အဆက်မပြတ်ကြိုးစားရုန်းကန်နေရတာသူ့အဖို့ကြတော့ဘလို့ဖြစ်လို့အမြဲတမ်းလွယ်လွယ်လေးနဲ့ပြီးသွားရတာလေမိမိတို့အတော်များများဒီအဖြစ်မျိုးကြုံမှုမယ်ထင်ပါတယ်အချို့အချိန်များဆိုတခြားသူရဲ့ပါရမီထူးကြုံမှုမှာဖန်ဆာခံရတတ်ပါတယ်တို့ပေမဲ့ မနာလိုမှုကကောင်းကျိုးမပေးပါဘူးမနာလိုဖြစ်တာနဲ့ဆိုင်ရင်မိမိတို့အသေးအချာလုံနိုင်မဲ့အလုပ်တွေကဒီလိုပါမိမိအလုပ်ကိုမိမိလုံနိုင်စွမ်းရှိသလောက်အကောင်းဆုံးလုပ်ပါဇွဲလုံးလောက်ထားပြီးတော့ဖြည်းဖြည်းမှန်မှန်လုပ်ပါဒီအလေးချင်းကိုကျင့်သားရအောင်လုပ်ပေးခြင်းကမိမိရဲ့ဗီဇပါရမီထက်ကျော်လွန်အောင်လုံနိုင်စွမ်းရှိလာပါလိမ့်မယ်ဒါမိမိရဲ့အမြင်ဖြစ်ပါတယ်ဗုဒ္ဓအလိုရာအကျင့်ဉာဏ်အားထုတ်ခြင်းရဲ့အနှစ်သာရကထက်ခါထက်ခါလှုပ်ခြင်းပါ ဆိုင်ချူလို့ခေါ်တဲ့လေးကျင့်ပေးတဲ့ကာလမှာယဟန်တော်များဟာပြင်းထန်တဲ့လေးကျင့်မှုများကိုတဏီထွတ်တဏီဝင်ကျင့်ကြံအားထုတ်ကြရပါတယ်။ဆိုင်ချူကာလဟာရက်တရာကြာပါတယ်။ယဟန်များဟာနေ့တိုင်းမပြောင်းလဲသော အလုပ်ကို အထက်ထက်အကာကာလုပ်ရပါတယ်။ဒီအလုပ်တွေကဇာစဉ်တရားထိုင်လျက်ရှုမှတ်ခြင်း၊တုတ်တံများကိုရွတ်ဖတ်ခြင်း၊ကျောင်းဝေယဝတ်စာလုပ်ခြင်းများဖြစ်ပါတယ်။ဒီအလုပ်တွေအကုန်လုံးကိုအလေးအကျင့်ဖြစ်လာတဲ့အထိလုပ်ရပါတယ်။ ခန္ဓာကိုယ်ကလိုက်နာမှတ်သားလာတဲ့အထိလောက်ရပါတယ်။ယဟန်တပါးဟာဗုဒ္ဓကျမ်းစာများကိုဝုန်းတွေးမှအတိနဲ့အလိုလိုသိနေပါစေ ਉ ။လိုအပ်တဲ့ကြိုးပမ်းအားထုတ်မှုလုပ်ဖို့ပြက်ကွက်ခဲ့ရင်သူ့ကျင့်စဉ်စခန်းမှာကြာရှုံးပါတယ်။သူဟာညံအလင်းရမယ့်လမ်းပေါ်မရောက်တော့ပါဘူး။မေဂျာလိဘေ့စ်ဘောပြိုင်ပွဲကစံချိန်များစွာတင်ထားသူကစားသမားအီချီရိုဆူဇူကီကအောက်ပါအတိုင်းပြောပြပါတယ် ဘာရမီရှင်တဦးဟာကြိုးစားအားထုတ်မှုမရှိဘဲအောင်မြင်နိုင်တယ်ဆိုတာကိုကျွန်တော်မယုံပါဘူး။ဘာရမီရှင်များအောင်မြင်ကြတယ်ဆိုတာအပတ်တကုတ်ကြိုးစားအားထုတ်ကြလို့ပဲဖြစ်ပါလေ။ဘေ့စ်ဘောဘောလုံးကိုကျွန်တော်တိမအောင်ရိုက်နိုင်စွမ်းရှိတာကြိုးစားအားထုတ်မှုမလိုဘူးလို့ထင်တဲ့သူဘယ်သူမှစို့မှားပါလေ။ပင်ကိုစွမ်းရည်များစွာရှိတဲ့ကြေးစားကစားသမားအီချီရိုလိုလူကတောင်ကြိုးစားအားထုတ်မှုရှိမထားဘဲနဲ့ဘာရမီရှင်ဖြစ်မလာဘူးလို့ပြောထားတာပါ။ အီချီရိုလိုပဲတင်ကိုရိုင်ပင်ကိုစွမ်းရည်ရှိသူဖြစ်နိုင်ပါတယ်။သူ့ထက်တောင်ပူတော်နိုင်ပါသေးတယ်။ဒါပေမဲ့မိမိကိုမိမိအတုံးမချခဲ့ရင်မိမိရဲ့စွမ်းရည်တွေဘယ်တော့မှဖွင့်မျိုးလာမှာမဟုတ်ပါဘူး။လုံနိုင်စွမ်းတတ်ကြိုးစားအားထုတ်မှုကပိုအရေးကြီးပါတယ်။ဗုဒ္ဓအယူဘတ်မှာလည်းဒီလိုစကြောင်းလေးတွေရှိပါတယ်။ကြိုချင်းချီကန်ဆိုရက်သင်ယဟန်တော်တပါအကြောင်းပုံမြင်ပါ။တန်မင်းဆက်ကာလာက ဖြစ်ခဲ့တဲ့အဖြစ်ပါ။ ယဟန်ဘဝမရောက်ခင်ကကလေးကစာပေကျမ်းကနှက်ဆက်သူလို့နာမည်ကြီးသူကြိုးချေဟာသူဆရာကတင်ပြတဲ့ကိုအန်ပု္ပ္ပာကိုမပြေရှင်းနိုင်တဲ့အတော့အလွန်စိတ်ဒုက္ခရောက်သွားပါတယ်တကယ်ဆိုသူဟာစာပေကျမ်းကအနှစ်သာရနှက်ဆက်တက်ကြွန်းသူဆိုတာစိတ်ပြက်လက်ပြက်အတိမတ်ပြုတ်လိုက်ပြီးသူ့ရဲ့ဇင်ကျမ်းစာများအလုံးကိုမိပုံရှုတ်လိုက်ပါတယ်အဲ့ဒီနောက်စင်စရာတော့ ရိုအီချူရဲ့တင်းကြိုင်အုပ်ကိုထိမ့်သိမ့်ပြုတ်ပြဲတဲ့အလုံမာသာသူ့ဘဝကိုမြုပ်နှံထားလိုက်ပါတယ်။ဆရာတော်ကအသက်တရာအထိနေသွားခဲ့ရသူပါ။နေ့တိုင်းသူလှုပ်ရတဲ့အလုပ်ကတော့ဆရာတော်ရဲ့အုပ်ကိုတော့တန်ရှင်းရေးလှုပ်ပေးတာပါ။တနေ့မှာတော့သူတပြက်စီလှဲချင်းနေတော့အုပ်ကူကကြောက်အပဲ့အစာလေးကိုခတ်ထုတ်မိသွားပါတယ်။ကြောက်အပဲ့အစာကဝါယုံပင်ကိုသွားထီးတော့တောက်ကနေအထံထွက်ပါလေ။ ဒီအတန်လေးကို ကြားရစဉ်ခဏမှပဲယဟန်တော်ကြိုခြင်းဟာဉာဏ်အလေးရသွားတယ်လို့ဆိုပါတယ်။ဒါဆိုရင်ဂယုတစိုက်ဂျိုးပန်းအာထုံမှုရဲ့အရေးပါဖို့ကိုသိလောက်ပါပြီ။တခုတည်းသောအလုပ်ကို ဖြည်းဖြည်းနဲ့မှန်မှန်သာလုပ်နေခြင်းရဲ့အရေးကြီးပုံဖြစ်ပါတယ်။ပင်ကိုစွမ်းရည်ဆိုတာမွေးရပါပါတယ်။သုံးနှစ်တိုင်းတခြားသူရဲ့ပါရမီမျိုးငါရချင်လိုက်တာလို့တောင်းတနေလို့မဖြစ်ပါဘူး။သူ့ပါရမီငါကိုဝေမျှပေးရင်ကောင်းပါပဲလို့လည်းပြောလို့မရပါဘူး။ ဒီအစားမိမိကိုမိမိတို့ဘယ်လောက် အားစိတ်ထုတ်နိုင်မလဲဆိုတာကသာနှစ်ဦးအလုံးတို့အရေးကြီးပါတယ်အများကြီးရောက်တော့အောင်လုံးပြနိုင်တဲ့သူကိုအာယုံထားမနေပါနဲ့မိမိလုပ်ရမှာကနနက်ခင်းအလုံးစဝင်တာနဲ့အလုံးကို ဖြည်းဖြည်းနဲ့မှန်မှန်လှုပ်တာကိုနေ့စဉ်လှုပ်သွားပါဝယ်နိုင်တဲ့ဖောက်တဲ့တူးချင်းစီ လာရောက်ကြည့်ရှုလေ့လာဖို့တိတိနဲ့အချက်အလက်တွေဝေမျှဖို့အီးမေးတစ်စောင်သာမှန်မှန်ပို့ပါ ဒီလိုမျိုးရက်တရာပြည့်အောင်လုပ်ပါထောက်ခနဲ့အတန်လေးကြားရသူဟာမိမိဖြစ်သွားပြီးမိမိရောင်းနိုင်စွမ်းအားဟာအလွယ်တကူတက်လာပါလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့ဆိုတဲ့ဆောင်းအပိုင်းလေးဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sone Bo channel လေးကို subscribe လုပ်ပြီးတော့ notification လေးနှိပ်ထားပေးဖို့မြင်တာရဲခံပါတယ်။တဘောကြနှစ်တက်တယ်ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်။အားလုံးကောင်းသောနေ့လေးကိုပိုင်းဆိုင်နိုင်ပြီးတော့ BNA အသွေးသွေးနဲ့ကတ်သုံးပါရန်ကနေအမြန်ဆုံးကင်းဝေးပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့သုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။